အုတ်တွင်းတောင်ပေါ်26မိုင်ရှိနေရဆွန်ခွာသူများအတွက်အနှွေးထန်နှင့်စားသောက်ကုန်များလိုအပ်စွာတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအုတ်တွင်းမြို့နယ်ပြည်ပေါကောင်းသွားတဲ့လမ်းပေါ်ရှိတောင်ပေါ်26မိုင်ပူးတလင်းကျေးရွာမှာနှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာကြောင့်နေရဆွန်ခွာလာသူတွေရဲ့အတွက်အနှွေးထဲစောင်းချင်းနောက်အပဝင်စားသောက်ကုန်နဲ့အမျိုးသမီးတွေရဲ့အတွက်သကိုရီသုံးပစ္စည်းတွေလိုအပ်နေတယ်လို့ Sea Tree Rescue တင်းခါသိရပါတယ်။ အဆိုပါ26မိုင်ဘူးတလင်းကြီးရွာ၌ယမန်နေ့ကနှစ်ဖက်ထီသွေးမှုတွေဖြစ်ခဲ့တာကြောင့်ကလေးတန်ငယ်တကြီးရွယ်ဝပါဝင်လူဦးရေ90ခန့်အထိ နေရဆုံးခွာလာခဲ့ကြတာကြောင့်ကမ်းမြီလက်ပရဟိတာအတင်းနဲ့အတူအုတ်တွင်းမြို့နယ်ရှိ ပေါတော်ချောင်းကိုအကူအညီပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်လက်ရှိအခြေအနေနဲ့ပတ်သက်လို့ Citadel Rescue တင်ဥက္ကဋ္ဌကိုကျော်သူရကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါတယ်။မတော်ကြောင်မှ ဒီမှာဆက်ချက်နေမှာတော့တို့တိုက်ပွဲဖြစ်တယ်ဒီလိုပြောတာအဲ့တော့ဘာကျွန်တော်ဒီပါအဲ့တော့အရင်ကချိုးလို့နေရောအားနေယူရောယူတော့သူအပြိလာကြတယ်ပေါ့ဟာကျွန်တော်တချို့တချို့မိသားစုတွေကတော့ချိန်မိပြီးတော့ကျွန်တော်ကတော့နေနေနေဦးနေရလိမ့်မယ်ဖုန်းကြောင်းနေကြတယ်ခရတာပြေတော့တော့ပါဘူးကျွန်တော်ဖုန်းကြောင်းပို့ပေးတာကဘယ်လေ30ကျော်ဒီနေ့တစ်လောက်ဆက်မှာဒီ9လောက်တော့ရှိပါဘူးဟိုဒီဘုံမှာဘယ်လောက်ရှိလဲတော့ကျွန်တော်လည်းမသိဘူးခွင့်ရနေအောင်ကဒီတို့ခွင့်ရဆရာကြောင်းတွေကဆက်ခံဆက်ခံနေတာ နေရဆောင်ခွာလာသူတွေရဲ့အတွက်လက်ရှိလိုအပ်ချက်တွေနဲ့ပတ်သက်လို့လဲကိုကျော်သူရကအခုလိုဆက်ပြောပြပါထိတ်။ဟောဒီကတော့ပြောတော့တော့တော့ဒီဆောင်ကျင်းတော်ငွေတွေတို့အင်းတွေရောဘာမှမပါမလာတာ။နောက်တကူရေတော့ဒီတွေကျွန်တော်ဒီကတော့အဲဒီဘုဒ္ဓံနေတော့ဆေးတွေဆက်ပြရတယ်။ငါဘရက်တွေအင်းကျတဲ့ဂျင်းမျိုးတွေတော်တော်ပြည်နေလို့ပါဘူး။နောက်ပြီးတော့ဆန်စီပေါ့။ဘာကုန်လေးလို့ငွေတွေတော့ဒီဘာလို့ဟာတွေလို့ဆန်။ ဲဟုတ်တယ်လို့မင်းပြောတာတော့အမှန်ဖတ်ရတာကဟုတ်ပြီ။ဒါမင်းကဘောဆူချင်းရလို့လည်းတော့ပေါ့။ဒီမနေ့ဟာမျိုးဆိုရင်တော့ဒါလည်းမဖြစ်ဘူး။သူတကြီးရောမတန်တော့နေရှိတော့လဲဒါတို့ရဲ့တောင်းဆိုတာကြည့်ကျွန်တော်လုပ်ပြီးတော့ငါကြည့်ပြီးလောက်အားလာပေါ့။အတန်ဘယ်နဲ့မြောက်ပါလား။ဦးရောင်းတရား တက်တလောမှာမွေးကင်းစာကလေးအပါဝင်ကလေးအရှောင်20ခန်းတက်ချင်းရွယ်အိုး2ရောင်မတန်ဆွမ်းတက်ရောက်အပါဝင် လူရေ90ခန်းကိုအုတ်တွင်းပေါက်သောကြောင်းတို့ပို့ဆောင်ကူညီပေးထားတယ်လို့ခရိယန်ဘာသာကိုးကွယ်သူတွေကိုလည်းခရိယန်ဖျားကြောင်းတွေကကူညီပေးထားတယ်လို့ဆိုပါတယ်ဒါအပြင်ဆက်လက်လာရောက်သူတွေကိုလည်းကုညီပေးသွားဖို့ရှိတယ်လို့လည်းသိရပါသေးရှင်။